ဟယ်လိုမင်္ဂလာပါရှင်ကျွန်မပြူသဘောဆောင်တဲ့စီကံဒီအကြောင်းကိုဆွေးနွေးပေးနေနေဖြစ်ပါတယ်ပြူသဘောဆောင်တဲ့စီကံဆိုတာလေကျွန်တော်စီကံဆိုတဲ့အဓိပ္ပာယ်ကိုတင်ပြလမ်းညွှန်ပေးခြင်းဖြစ်တယ်တင်ကြားပေးခြင်းဖြစ်ပါတယ်ဆိုတာလေးကိုလည်းဆွေးနွေးပေးခဲ့ပါတယ်အဲ့တော့ကောင်းမွန်တဲ့ပြူမှုတွေရရှိလာရေရှိတွေကောရေတို့တွေကောပုံမှုကောင်းမွန်အောင် ငါတို့တွေပြူသဘောဆောင်တဲ့စီကဲနေနဲ့ကလေးတွေကိုတင်ပြနိုင်ညွှန်ပြသွားကြရမယ်ဆိုတာလေးတွေကိုမနေ့ကကျွန်မအသေးစိတ်ဆွေးနွေးပေးခဲ့ပါတယ်။ဒီနေ့မှလည်းပဲဆက်လက်ပြီးတော့ပေါ့နော်။ကျွန်မတို့ဒီပေါ့အပြူသဘောဆောင်တဲ့စီကဲနဲ့ပတ်သက်ပြီးတော့ပေါ့နော်။သူတို့ကိုစီကံပေးတဲ့အခါမှာလည်းလွတ်ထားတာမဟုတ်ဘူး။ဒီပြူသဘောဆောင်တဲ့စီကံလုံးချင်အောင်ဆိုပြီးတော့သဘောရှိဆိုပြီးတော့ထားတာမဟုတ်ပါဘူးဆိုတာလေးလည်းဆွေးနွေးပေးခဲ့ပါတယ်။သူတို့ကိုဒါကြိုးကြောင်းညီတဲ့ အကန့်အသတ်ပေါင်းတစ်ခုနဲ့သူတို့ကိုပြုမှုစေခြင်းဖြစ်တယ်ဆိုတာလေးပါရှင်ဒီမှာလည်းပဲသူတို့ဒါအချိန်လေးတွေပေါ့နော်ဘယ်ချိန်မှာဘာလုပ်ရမလဲဆိုတာလေးတွေကလေးနဲ့ဒူးမိဘတွေရပေါ့နော်ဒါအချိန်ကြာလေးဆွဲထားတာဒီချိန်မှာတော့အေးရထားရမယ်အချိန်အေးရထားရမယ်ဒီချိန်ကတော့မင်းဘရိတ်ဖတ်နည်းနည်းစားစားရမယ်အချိန်ဒီချိန်လေးကတော့သွားတက်ရမယ်အချိန်ဒီချိန်ညနာသေးရမယ်အချိန် အဲဒီစင်းလေးကတော့ကျွန်တော်တို့ပေါ့နော်ဒါကဲကစားခွင့်ကိုသွားပြီးကစားမယ်ချင်းအဲ့လိုမျိုးတွေပေါ့နော်ဒီစင်းကတော့ဒါပုံမြင်လေးတွေဖတ်ဖို့ချင်းပေါ့စသည်ဖြစ်ပေါ့နော်အများကြီးပေါ့နော်ဒါမျိုးလေးတွေကိုတနေ့အားစီစဉ်လေးတွေရေးဆွဲတဲ့အခါမှာလည်းကလေးနဲ့အတူတူရေးဆွဲခြင်းနဲ့ပုံပါနော်ဒါဆောင်ရွက်စီတယ်ဒီလိုမျိုးရေးဆွဲခြင်းဟာဟိုကလေးလေးပါဝင်ခွင့်ရှိတဲ့အတွက်သူ့ကိုသူသူသူစီသူတော့အမေစီကန်နေပေါ့နော် ပြုတ်မှုတွေပေါ့သူ ပြုတ်မှုနေထိုင်ရမယ့်နေထိုင်နေကို သူကိုယ်တိုင်မှာပါဝင်ပြီးတော့ဒါဒီလိုလေးတွေဆောင်ရွက်မယ်လို့လုံဆောင်ခွင့်ရတဲ့အတွက်တဲ့သူကိုယ်သူပေါ့နော်မိမိကိုယ်မိမိစီကံထားတဲ့သူတွေဖြစ်သွားစေပါလေ။ဒါပြီးတော့အချိန်ကိုလည်းဒီဇတ်တဲ့သူတွေဖြစ်သွားမယ်။တာဝန်ယူရတဲ့သူတွေဖြစ်သွားမယ်။အဲဆက်ဆံရေးကောင်းမွန်တဲ့သူတွေဖြစ်သွားမယ်ပေါ့နော်။ကောင်းကျိုးတွေကအများကြီးပါပဲ။ဒါမျိုးလေးတွေကိုလည်းကလေးနဲ့အတူတူဒါအပြုသဘောဆောင်ပြီးတော့ဒီဘဲချိန်မှာမလုပ်မဲဆိုတဲ့အစီအစဉ်လေးတွေရေးဆွဲခြင်းကိုလည်းဆောင်ရွက်ခြင်းရလဲပို့ပြီးတော့ကောင်းမွန်တဲ့ ရက်လက်ကိုရရှိစေပါရဲ့နောက်ပြီးတော့ကျမတို့အနားယူတဲ့အခါမှာလည်းတကယ်ကိုတက်တောက်တက်တာရှိမယ်နေသားမျိုးလေးနဲ့ပေါ့နော်သူတို့အနားယူလို့ရအောင်ဆောင်ရွက်ပေးထားတာဟာလည်းပို့ပြီးတော့ကောင်းမွန်တဲ့ရက်လက်ကိုရရှိစေပါရဲ့ဒီလိုမျိုးအနားယူကျမတို့ဒီကျမတဲ့ ဒီ healthy lifestyle ဖြစ်ဖို့ကိုပဲပေါ့နော်ကျန်းမာတဲ့လူနေမှုစနစ်ဖြစ်ဖို့ပဲအေးဝါဝအေးရမယ်အေးအကစားလေ့ကျင့်ခန်းလုပ်ရမယ်အဓိကချက်တည်းမှာအေးဝါဝအေးဖို့ရယ်လေ့ကျင့်ခန်းလုပ်ဖို့ရယ်နောက်တစ်ခါကျမတို့ဟိုနားယူဖို့အချိန်လိုအပ်တယ်နားဖို့အချိန်လိုအပ်တယ်ဟိုဒီနေ့ကုန်တန်းလုံးဝမနာစရာလုပ်တွေလုပ်ညကြမှာပဲနားရယ်ဒါမျိုးဆိုလဲကျမတို့လည်းကျန်းမာတဲ့လူနေမှု lifestyle မဟုတ်ဘူးလေအဲနားမယ့်အချိန်သူ့ရဲ့ဥမာကျမတို့ 25မိနစ်တနာရီလုံးလုံးပြီးပြီဆိုရင်10မိနစ်ကလေးနားပေးလိုက်မယ်ဒါမျိုးလေးတွေလုံးဆောင်ရမှာပါအဲ့လိုမျိုးလေးတွေမှာပေါ့နော်နားတဲ့အချိန်မှာလဲတကယ်ကိုတတောက်တတနဲ့ပေါ့နော် relax ဖြစ်ပြီးတော့နောက်လို့တစ်ခုကိုလုပ်တဲ့အခါမှာအင်အားပြည့်နေတာပေါ့နော်တတောက်တတရှိတဲ့အနားယူမှုပုံစံမျိုးလေးတွေကိုလည်းကလေးတွေကိုဖန်တာဖန်တီးပေးထားဖို့လိုပါတယ်တဲ့လေတချို့မွေးဝါလေးတွေကြိုက်တယ်မွေးဝါအယုတ်ကလေးတွေကြိုက်တယ်ဆိုရင်မွေးဝါအယုတ်ကလေးတွေကိုဖတ်ပြီးတော့ပေါ့နော်သူတို့ကဒါလေးတွေကိုဟို အနားယူတတ်ကြရရှိပါတယ်။ဒါတချို့လူကြီးတောင်ရှိကြတာဆိုတော့လေအဲ့လိုမျိုးလေးတွေပေါ့သူတို့ကြိုက်တတ်တဲ့အခြေအနေနဲ့သူတို့နေဒါလူလက်လက်နေလို့ရမယ့်ပုံစံမျိုးလေးပေါ့နော်တက်တောင့်တက်တာရှိမယ့်ပုံစံမျိုးလေးတွေကိုလည်းစီစဉ်ပေးထားဖို့လိုပါတယ်။အဲ့လိုနဲ့ပေါ့နော်သူတို့ကိုသူတို့ယုံကြည်မှုတွေရလာပြီးတော့ဘယ်လုံးမစိုးသူတို့ဒါလှုပ်ဆောင်ရင်အောင်မြင်အောင်လှုပ်ဆောင်နိုင်တယ်ဆိုတဲ့အတိတ်လေးတွေရရှိသွားအောင်အပြုသဘောဆောင်တဲ့စည်းကမ်းတွေနဲ့အတူပြုစုပြောင်းပေးသွားကြရမှာဖြစ်ပါတယ်ရှင်။ အဲ့ဒီမှာဆိုရင်အဲဒါလေးကတော့ကျွန်မဆွေးနွေးချင်တာလေးပေါ့နော်စိုးစိုးကလေးမရှိဘူးတဲ့အဲ့ဒါစိုးစိုးကလေးမရှိပါဘူးကျွန်မတို့အဓိကဟိုပြုပြင်ပြောင်းလဲပေးဖို့ဒါအပြုသဘောဆောင်ပြီးတော့ပေါ့နော်ဒီသူတို့ရဲ့မလျော်ညီတဲ့အပြုမူကြီးဖြစ်လာရင်တာပြောဆိုလဲညွန်ပေးသားရတဲ့စီကံပေးတာမှာလိုအပ်ချက်ရှိနေတဲ့လူကြီးတွေပဲရှိမှာပါ သင်ပြလမ်းညွန်ပေးမှုလိုအပ်နေတဲ့လူကြီးတွေလည်းရှိမှာပါ။သိုးသောကလေးကတော့မရှိဘူးဆိုတာလေးကိုကျွန်မဆွေးနွေးပြပြရစီရှင်။သိုးသောကလေးဆိုတာမရှိပါဘူး။သင်ပြလမ်းညွန်ပေးဖို့မှာနီးလန်းတွေလိုအပ်နေတဲ့သူတွေရှိမယ်။နီးလန်းမတိသေးတဲ့သူတွေရှိမယ်။အဲ့လိုပဲလူကြီးတွေရဲ့လိုအပ်ချက်ပဲရှိမှာပါ။ကလေးတွေမှာတော့စိုးတဲ့ကလေးရဲ့လိုမရှိပါဘူး။ဒါကိုကျွန်မတို့လူကြီးတွေက စူးလိုက်တာပြောမရစူမရမိဘစကားနားမထောင်ဆရာသမားစကားနားမထောင်အတော်ဆိုးတဲ့ကလေးဆိုပြီးတော့အမြီတက်ကြတယ်အဲ့ဒါဟာအင်မတန်ကိုမလုံတဲ့လုံပါဒါကြောင့်လေကျမတို့စိုးသောကလေးဆိုတာမရှိပါဘူးတဲ့လက်မခံနိုင်တဲ့အပြုအမူသာရှိပါတယ်ဒါဆိုရင်အဲသူ့ရဲ့ကလေးရဲ့အပြုအမူကိုကျမတို့လူကြီးမိွားတွေကဒီပြုမှုလက်မခံနိုင်တာပါ ကလေးကဆိုတာမဟုတ်ပါဘူး။ဒါဆိုရင်ကျမတို့လူကြီးမိသားစုလက်ခံနိုင်တဲ့အပြုမူဖြစ်လာအောင်ကျမတို့တင်ပြလမ်းညွှန်ပေးရမှာကျမတို့ရဲ့တာဝန်ဖြစ်ပါတယ်ရှင်။ဒါဆိုရင်ဆိုတဲ့ကလေးမရှိပါဘူး။ဒါလက်မခံနိုင်တဲ့အပြုအမူပေါ့နော်လူကြီးမိဘဆရာသမားတွေလက်မခံနိုင်တဲ့အပြုအမူလုပ်နေတာလားရှိတယ်တဲ့အဲဆိုရင်ဒါဆိုရင်ကျမတို့အခြားကလေးတွေကိုနာကျင်အောင်လုပ်တဲ့ဆိုပါစို့တဲ့ဒီထဲမှာနမူနာလေးပေါ့နော်နာကျင်အောင်လုပ်တဲ့ဆိုရင်ကလေးကိုပြောပဲ ီကလေးကတားလက်ရင်တာပဲသူများဆိုရင်လုံလဲရမှအဲပြောစကားနဲ့နားမထောင်မှုတော်တော်ဆိုးတဲ့ကလေးလေးပဲဒီလိုမျိုးတွေကင်မွတ်တတ်ကြတယ်လေအဲ့လိုမျိုးတွေမလို့တင်ပါဘူးတဲ့ကျမရှေ့ပိုင်းမှာဆွေးနွေးထားတဲ့ကလေးတွေအဲဒီဒီဒီကျမတို့ temperament ညချမော်နော်ဇဲလက္ခဏာတွေတချို့ကလေးကသွားပြီးတော့တို့စိတ်နေကျင်တာလေတို့စိတ်နေတဲ့နေကျင်တဲ့ဇဲလက္ခဏာမျိုးရှိရတူတွေရှိရဲ့ အဲ့ဒါဆိုလို့ရှိရင်အဲ့ဒါမျိုးလည်းနားလည်ထားမယ်။ဟောဒီဇယိုက်လက္ခဏာမျိုးရှိရင်ဒီလိုမျိုးလက္ခဏာဇယိုက်လက္ခဏာရှိရတဲ့သူဘယ်လိုသူတို့ကိုတင်ပြလမ်းညွှန်ပေးမလို့ဆိုတာလေးอ่ะဘာဖြစ်လာမလို့ဆိုရင်ကျမတို့အပြေထွက်လာမှာပါ။ဟိုတစ်ခုခုကိုခေါင်းစဉ်းစားပြီးဆိုရင်ညဘက်ပေါင်းစုံကစဉ်းစားရတာဖြစ်ပါတယ်။အဲ့တော့ကြတော့အဓိကကျမအဲ့အကြောင်းလဲကျမ behavior အကြောင်းကိုမဆွေးနွေးခင်မှာကျမကိုကြီးကိုသေးအကြောင်း personality အကြောင်းကိုဆွေးနွေးခဲ့တယ်။အဲ့ personality ဆိုတဲ့ကိုကြီးကိုသေးနဲ့သက်ဆိုင်နေတဲ့ temperament ဇဲလက္ခဏာတွေအကြောင်းကိုကျွန်မဆွေးနွေးပေးခဲ့ခြင်းဖြစ်ပါရဲ့ဒီဇဲလက္ခဏာကလည်းဟိုဒါကကြတော့မွေးရပါပါလာကြတာဆိုတော့လေဒါကတော့သူ့ရဲ့မျိုးရိုးလိုက်တာပေါ့မျိုးရိုးလိုက်တာဆိုတော့လေအာဒီလိုမျိုးတွေကကြတော့ပြုတ်ပြင်းရမှာခဲတော့ခက်ခဲတယ်သို့တော်ညာလည်းမရဘူးဆိုတော့မရှိပါဘူးသူတို့ထိန်းချောင်းပြီးလို့ရပါတယ်ရှင်အဲ့တော့ကြတော့ကလေးကတရားတရားကလေးတရားကိုနာကျင်အောင်လို့ရင်စိုးတဲ့ကလေးမိုင်းလိုက်တဲ့ကလေးပြောနေမဲ့စားပေါ့နော် ဟုတ်ပြီဒါဆိုရင် သမီးတို့သားတို့ကိုတခြားသူကတခုလိုမျိုးပုံစံလာလို့ရင်ကြိုက်မလားအဲဆိုတေးကြရဲ့ तू မကြိုက်ဘူးလို့ပြောပါဟုတ်ပြီကိုမကြိုက်တဲ့အလွပြုမှုတခုကိုသူတစ်ပါးကိုလည်းမပြုမပါဘူးဆိုတာလေးကိုသူ့စိတ်ထဲကိုပေါ့နော် နားလည်လာခံစားလာအောင် သူတို့ကိုတင်ပြနိုင်ညွန်ပေးရမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်တခြားသူတွေလည်းဘလို့ခံစားရမယ်လို့ထင်လေပေါ့။ဒါဆိုရင်မိတို့လှုပ်တဲ့တားတဲ့တားတို့တမီတို့လှုပ်ခဲ့တဲ့လှုပ်ရအတွက်သူတို့ကိုဘာလို့တင်တယ်ထင်သလုံးဆိုသူတို့ကြီးအကြံဉာဏ်တောင်းတာမင်းတို့ကိုတော့တောင်းဝင်လိုက်သွားပြီးတော့တရားနဲ့တရားလက်ဆွဲနှုတ်ဆက်လိုက်အဲဆရာတွေကနေပြီးတော့ပေါ့နော် လူကြီးမျိုးကဆရာသမားတွေကနေပြီးတော့သူတို့ခိုင်းစီတာမျိုးမဟုတ်ဘူး ခိုင်းเสียရမဟုတ်ဘူးသူတို့ကိုယ်တိုင်သူတို့စီအကြံဉာဏ်နဲ့သူတို့ပြုမှုအောင်ကျွန်တော်ဒါလမ်းညွှန်ပေးရမှာပေါ့နော်လမ်းညွှန်ထင်ကြောင်းပေးရမှာဒါကလူကြီးမိပါရဲ့တာဝန်နော်သူတို့ကိုတင်ပြလမ်းညွှန်ထင်ကြောင်းပေးရမှာလူကြီးမိပါရဲ့တာဝန်ဒါကိုသူတို့ဘာလို့တင့်နေတင်ဘာလို့တင့်နေဆိုတာလေးကိုအကြံသူတို့ကိုပေါ့နော်ဒါကိုဘလို့သူတို့စီရထွက်လာအောင်စကားတန်လေးထွက်လာအောင်လေ့ကျင့်ပေးကြမှာ ပြောဆိုပေးကြရမှာဖြစ်ပါတယ်။ဒါဆိုရင်ခုနလိုမျိုးပေါ့နော်။ကလေးတရားကိုနာကြည်အောင်လုပ်လိုက်တယ်။ဒါဆိုရင်သူ့ကိုစိုးတယ်မိုက်တယ်လို့အနမီနမတွေတက်မနေပဲနဲ့ပေါ့နော်။သမီးကိုသားကိုဒီလိုမျိုးလာလို့ရင်ဘယ်လိုခံစားရမလဲ။ဒါဆိုရင်တခြားသူတွေဘယ်လိုခံစားရမလဲထင်တော့။ဒါဆိုရင်မိမိလုပ်တဲ့လုပ်ရက်ကိုသူတို့ကိုသူတို့ကိုဘယ်လိုပြန်လုပ်တဲ့နော်။တို့ဆိုတာကိုသူတို့ဆီအကြံဉာဏ်ယူတဲ့နယ်လေ။ အဲတောင်းပန်တင်သလားပေါ့နော်သူတို့ကိုပြန်ပြီးတော့ဘယ်လိုလေးပြုမှုတင်တယ်ဆိုတာကိုအကြံဉာဏ်ယူပြီးတော့မှဆောင်ရွက်ခြင်းဟာပို့ပြီးတော့ကောင်းမွန်တဲ့ဒါရလက်တွေကိုရရှိစေနိုင်တယ်ဆိုတာလေးကိုကျွန်မဆွေးနွေးပြခြင်းဖြစ်တပါတယ်အချုပ်ကတော့နော်ကျွန်မပြောဆိုလိုချင်တာဆိုတဲ့ကလေးမရှိပါဘူးကျွန်တော်တို့လက်မခံနိုင်တဲ့အပြုမှုကိုပြုမှုနေတဲ့ကလေးတွေဒါရှိမှာပါအဲဒါဆိုရင်ကိုလက်ခံနိုင်တဲ့အပြုမှုတွေဖြစ်လာအောင်မလုပ်ကြရမလို့ဆိုရင်ကျွန်တော်တို့တွေကတင်ပြလမ်းညွှန်မှုတွေသူတို့ကိုတင် जा မှုတွေ အာလှုပ်ဆောင်ပေးရမှာပါဒါလိုမျိုးလှုပ်ဆောင်တဲ့အခါမှာလည်းအပြုသဘောဆောင်ပြီးတော့လှုပ်ဆောင်ပေးရမှာဖြစ်ပါရဲ့ရှင်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီမှာဆိုရင်ဒီမှာသူ့ကိုဘယ်လိုပြုမှုရမလဲဆိုတာကိုသင်ပြပေးပါတဲ့ကျွန်တော်တို့တရားရှိတယ်ဒီနာမကစားနဲ့ဒါကစားမဲ့နေရာများဟုတ်ထင်နေသလားပေါ့အမဲလာတဲ့ကကျွန်တော်တို့တွေကလေပြောတတ်ကြတာလေဒီလိုမျိုးနေရာပေါ့တော့အမဲဟိုကျွန်တော် ဆရာသမားရှိနေတဲ့လူကြီးမိဘရှိနေတဲ့နေရာကိုကစားတလားပေါ့နော်အဲ့လိုမျိုးတွေပြောတာလေတော့တော့ဒါမျိုးဆိုရင်သူ့ကိုဘာလို့ရမယ်ဆိုတာကိုမပြောဘူးအဲဒီခါလေးကျတော့ရှိရလေသူတို့ကဘောပေါ့ဟိုတခြားသူရဲ့အနှောင့်အယှက်ချင်းကိုမခံနိုင်လို့ကျွန်တော်တို့ဆရာသမားရင်နာကိုချင်းခဲ့ပြီးတော့ပေါ့နော်ဒါသူတို့အားကိုးရှာပြီးတော့လာပြီးကစားတတ်ကြရလေအဲဆိုမိမိတို့ရဲ့အလုံးနဲ့ရှုပ်တယ်ပေါ့နော်တကယ်လဲဟိုအဆင်မပြေရဖြစ်တတ်ပါတယ်ဒါမျိုးဆိုရင်သူတို့က သူတို့ဘလို့ပြတ်တင်ပြပေးရမလို့ဆိုရင်အဲဘယ်နေရာကိုကစားရင်တော့မြို့သားတို့တွေပို့ပြီးအဆင်ပြေတယ်ဒီမှာလည်းလုံးလုံးနေတဲ့ဆရာဆရာမတွေကိုနောက်ဆက်မဖြစ်စေဘူးအဲ့လိုပဲဘယ်နေရာလေးကိုသမီးနဲ့သား သွားကစားမယ်ဆိုတော့အဖေဒီမှာလှုပ်လှုပ်နေတယ်အမေဒီမှာလှုပ်လှုပ်နေတယ်ဒီလှုပ်လှုပ်နေတာလေးကိုလည်းအနှောင့်အယှက်မဖြစ်တော့ဘူးသမီးနဲ့သားနဲ့လည်းကစားရတာပို့ပြီးတော့လွယ်လွယ်လပ်ရှိမယ်စသည်ဖြင့်ပေါ့သူတို့ကစားမယ်နေရာလေးကိုလမ်းညွှန်ပေးရမယ်မိမိဒီလိုဒီနေရာကိုသူတို့ကစားတာမကြိုက်ဘူးဆိုလို့ရှိရင်ဒီလိုအပြုတ်မှုကို ပြုတ်မှုတာမကြိုက်ဘူးဆိုမလုံးနဲ့ မပြောဘဲနဲ့ပေါ့နော်အဲသူတို့ရဲ့အပြုမှုတစ်ခုอ่ะပေါ့နော်ပစ္စည်းတစ်ခုလေးကိုထားရမယ့်နေရာမှာမထားဘူးဆိုပါစို့မထားနဲ့လို့ပြောတာလည်းပေါ့နော်ဒီပစ္စည်းဟာဒီနေရာမှာထားဖို့တင့်တော်တဲ့ပစ္စည်းဟုတ်သလား ဒါဆိုရင်ဒီပစ္စည်းလေးကိုဘယ်နေရာမှာထားရင်ဒါနဲ့တို့တမီးတို့ကဘလို့တင့်တော်မယ်လို့မြင်တော့သူတို့စီရဲ့အကြံဉာဏ်ကိုတောင်းရမှာပါ။အဲမိမိကအနေပြီးတော့ပေါ့နော်။အာနာပါဝါဆိုတာကျွန်တော်တို့မကြိုက်ဘူးလေ။တေချာတယ်ကျွန်တော်တို့အာနာပါဝါပြတာလုံးဝမကြိုက်တာနော်။မကြိုက်လို့လေကျွန်တော်တို့ဒီဒါလှုပ်ဆောင်နေကြတာနော်။အဲ့တော့ကြတော့ကိုမကြိုက်တဲ့အတုကိုသူတစ်ပါးပေါ်သွားပြုမှုပေးလို့မဖြစ်ပါဘူးရှင်။အဲအဲ့တော့ကြသူတစ်ပါးဆိုရင်မှာကလေးတွေပေါ်ပေါ့နော်အထူးသဖြင့်ကလေးတွေပေါ် ခုနလိုမျိုးအာနာရှင်ဆန်ဆန်ပြုတ်မှုတာဟာမကောင်းပါဘူးအဲအဲ့လိုမျိုးမကောင်းတာဖြစ်တဲ့အတွက်သူတို့ကိုဒီလိုမလုံနဲ့လို့ပြောမဲ့အစားပုံတော့ဘလိုလေးပြုတ်မှုရင်ကောင်းတယ်ဘယ်နေရာလေးမှာဘလိုလေးဆောင်ရွက်ရင်ကောင်းမယ်ဘလိုပြုတ်မှုလေးရပို့ပြီးတော့ကောင်းမွန်တဲ့စီရဲတမိအတွက်လည်းကောင်းတယ်အသားအတွက်လည်းကောင်းတယ်ဒါစမိပါရင်ဆရာသမားတွေအတွက်လည်းပူပြီးတော့ကောင်းမွန်တဲ့ခံစားချက်တွေကိုရရှိစေတယ်ဆိုတာတွေကိုကြိုးချောင်းပြပြီးတော့ကျွန်တော်တို့ သူတို့တင်ပြလမ်းညွှန်ပေးရမှာဖြစ်ပါတယ်။ဒါကကျမတို့ positive discipline ဆိုတဲ့ပြုသဘောဆောင်တဲ့စီကံရဲ့ဒါအာသာချက်တွေပါ။အဲ့တော့ကျမတို့ကကျမတို့လက်မခံနိုင်တဲ့ကလေးရလက်မခံတဲ့ပြုမှုတခုကိုလုပ်တဲ့အခါမှာစိတ်ကူးနေရဆိုလို့ရှိရင်မလုံနဲ့လို့တားလိုက်တာလေ။အဲ့လိုမျိုးမတားနဲ့ဗန္ဒါပဲနဲ့ပေါ့နော်။မိမိလက်မခံနိုင်တဲ့အပြုမှုတခုပြုလုပ်နေလို့ရှိရင်လေဘလို့လေးပြုမှုရင်ပိုကောင်းတယ်ဆိုတဲ့လမ်းညွှန်မှုလေးဟာဆောင်ရွက်ပေးကြရမယ်ဆိုတာလေးကိုကျမဆွေးနွေးပေးခြင်းဖြစ်ပါတယ်။ အဲ့တော့အဲ့လိုမျိုးတွေလုံးဆောင်ပေးခြင်းအဖြစ်ပေါ့နော်သူတို့ဒီလိုမျိုးအပြုသဘောဆောင်တဲ့အဲတင်ပြလမ်းညွှန်မှုတွေလုံးဆောင်ပေးခြင်းအဖြစ်သူတို့ဟာသူတို့ကိုယ်သူတို့ပို့ပြီးတော့ယုံကြည်မှုတွေရလာမယ်သူတို့ပို့ပျော်ရွှင်လာရမယ်အဲပို့ပြီးတော့လည်းဘယ်လိုပြောမလဲယဉ်ကျေးတိမ်မွေးလာမယ်ဒါကဆက်ဆက်ရေးတွေလည်းကောင်းလာမယ်တူးနဲ့တူးကိုလည်းသူတို့တွေဟိုအဲ လေးစားတံပိုးထပ်ထပ်လာမယ်။နောက်တစ်ခုကကျမတို့ဝေမျှရမယ်ဆိုတာလေးကိုလည်းအတိလေးတွေရှိလာမယ်ပေါ့နော်။ပျော်ပျော်ရွှင်ရွှင်ကစားလာမယ်။တို့တွေဆွဲရည်အထုတ်နိုင်တယ်ဆိုတာလေးပေါ့နော်။အများကြီးအများကြီးဒီအကျိုးရလက်တွေကိုရရှိလာစေမှာ ဖြစ်ပါရဲ့။ဒါကြောင့်ကျမတို့ဒီကလေးတွေကိုဆက်ပြုမှုဆက်ဆံတဲ့အခါမှာကျမတို့အပြုသဘောဆောင်တဲ့တင်ပြလမ်းညွှန်မှုတွေကိုဆောင်ရွက်ကြပေးဆောင်ရွက်ပေးကြရမယ်ဆိုတာလေးကိုဆွေးနွေးပေးပါရစေရှင်။ဒီမှာဆိုရင်ကျမဆွေးနွေးခဲ့တာလေးဟာ သို့တော်ကလေးဆိုတာမရှိဘူးကျမတို့လက်မခံနိုင်တဲ့အပြူမူတွေပြူမူနေတဲ့ကလေးတွေပဲရှိတယ်ဆိုတဲ့အကြောင်းလေးကိုဆွေးနွေးပေးသွားတယ်ဒါဆိုရင်ကျမတို့လည်းနော်ဒီဒီကလူမျိုးကိုလက်မခံနိုင်တဲ့အပြူမူလက်ခံနိုင်တဲ့အပြူမူဖြစ်ပြောင်းလဲလာလူဆောင်ရကြမလို့ဆိုရဲအတွေ့အလေးတွေနဲ့ပါနော်သူတို့ကိုပြည့်ပြည့်ပေးကြမှာပါ နောက်တစ်ခါလည်းကျမတို့ပေါ့နော်ဒီလိုခုခေတ်ခါမှာ time out နည်းဟာမမတုံးတော့ဘူးပေါ့နော်ကလေးတွေဘေးလဲစူဂျူတွေလည်းများတယ်အဲနောက်ပြီးတော့ကလေးကဒီဥစ္စာပေါ်မှာသူရဲ့စိတ်ခံစားမှုကြီးပေါ့ဘေးအတွက်ဘေးကိုရောက်သွားမှလည်းစူရင်နာဖြစ်တဲ့အတွက်ပေါ့နော် time out နည်းကိုမတုံးတော့ဘူးအဲသို့တော်ညာလည်းပေါ့နော်သူ့ကိုခိတခဏလေး အဲသူရဲ့အတိုင်းအတာလေးတစ်ခုတည်းပေါ့နော်တချို့တွေကကြတော့ဒီလိုမျိုး time out နေပါဘူးပဲလေအခန်းတကယ်ရောပိတ်လောင်ထားတာတို့ဟောပေါ့နော်စကားမပြောဘဲနဲ့နေပြစ်လိုက်တာပေါ့နော်နေဟိုငါစကားမပြောချင်တော့ဘူးဆိုပြစ်ပယ်တဲ့လူမျိုးကြီးဖြစ်သွားတာမျိုးအဲ့လိုမျိုး time out နေတော့တုံးလို့မဖြစ်ပါဘူးအဲသူရဲ့ဟိုခေတ္တခဏကိုသူပြန်နေတော့သူဒီလိုမျိုးပြမှုတာမကြိုက်ဘူးဆိုတာလေးကို ဒီမီသူတိသွားအောင်လောက်ခိတခဏလေးပဲ9မိနစ်တက်တာမပူပါဘူးလို့ဟိုတော့လေးလာထားတဲ့ဟိုဘောနော်ပညာရှင်တွေရဲ့လေးလာတွေ့ရှိချက်တည်းမှာအဲ့လိုတွေပါထားတာဆိုတော့ ဒါမျိုးလေးတွေကိုလည်းကျွန်တော်တို့တွေရပါတော့ပြုပြင်တဲ့အခါမှာယူသဘောဆောင်တဲ့စီကံနေနဲ့လမ်းတင်ပြလမ်းညွှန်ပေးတဲ့အခါမှာလည်းခုနလိုမျိုးပေါ့နော်အဲအလွန်အကျွံမဖြစ်သွားဖို့လေလိုတယ်အဲ့တော့ကြတော့ပေါ့နော်ကလေးရဲ့ရွေနဲ့လျော်ညီတဲ့အဲထိန်ကြမှုတွေလမ်းပြမှုတွေကိုဆောင်ရွက်ပေးဖို့လိုတယ်ဆိုတာလေးကိုကျွန်မဆွေးနွေးပေးခဲ့တာပါနောက်နေ့မှလည်းပဲကြည်ရှိနေတဲ့အကြောင်းအရာလေးတွေကိုဆက်နွှဲဆွေးနွေးပေးသွားပါမယ်လို့ပြောကြရင်းနဲ့ ျမရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ခင်ပြုပါရှင်အလုံးကိုကျေးဇူးပါ